ဖိနှင်းမှာအယောင်းဝင်ပြိလုတ်တဲ့အချိန်မှာ loss ဆိုတာပါလေ loss ဆိုတာမိတ်ဆွေတို့အယောင်းဝင်ပြိလုတ်တဲ့အချိန်မှာအမြက်ရနိုင်မဲ့ပမာဏနှုံးထလို့ပြောလဲရတယ်နားလည်အောင်ကျွန်တော်ရှင်းပြမယ်ဗျာဘလောက်ဖို့ဝယ်တာလဲဆိုရဲပမာဏမျိုးပါတဘောတရားကတစ်ချက်သားဖို့ပဲဝယ်တာလေဆိုရင်တစ်ချက်သားဖို့ပဲအမျက်ရမယ်နှစ်ချက်သားဖို့ဝယ်တာရင်နှစ်ချက်သားဖို့အမျက်ရမယ်တပိတ်တာဖို့ဝယ်တာရင်တပိတ်တာဖို့အမျက်ရမယ်အဲ့လိုပဲ trading ထဲမှာမိုက်ဆွေက တလော့လောက်ထားရဆိုရင်တလော့ရဲ့တန်ဖိုးတိုင်းအမြတ်ရမယ်နှစ်လော့လောက်ထားရင်နှစ်လော့ရမယ်အဲ့လိုမဟုတ်ပဲတလော့ရဲ့တဝက်0.5ပဲလောက်ထားရဆိုရင် အမြတ်ကတလော့ရဲ့တဝက်ကိုပဲရမယ်0.3ပဲလောက်ထားရဆိုရင်တလော့ရဲ့30ရာခိုင်နှုန်းဖြစ်တဲ့0.3ကိုပဲရမယ်ဆိုတော့ဒါကနားလည်တွေ့အောင်အနည်းဆုံးဥပမာလေးနဲ့ရှင်းပြတာပါတကယ်တော့ trading ထဲမှာ the loss ဆိုတာ standard loss ကတသိန်းယူနေနဲ့ညီမျှတယ် သဘောတရားတလောလှုပ်ထားတယ်ဆိုတာမိတ်ဆွေက USC တသိန်းလှုပ်ထားတယ်လို့ပါပဲဆိုတော့အတက်ကြအတိုင်းမှာမိတ်ဆွေက forest မှာဆိုလို့ရှိရင်တစ်ဆယ်မြတ်ပြီးတော့ရွှေရို့ပါတော့မှာဆိုရင်တရာတိမြတ်ပါတယ်ဆိုတော့ဒီဘလောက်အတက်အကြအတိုင်းမှာဘလောက်မြတ်မလဲဆိုတာကိုသိကျင်တယ်ဆိုရင်တော့တခုချင်းဒီ trade တဲ့ contract site ကိုကြည့်ချင်းအဖြစ်သိနိုင်ပါတယ်အဲ့တော့ log ကတော့မိတ်ဆွေတို့ trade လုပ်တဲ့ actuary မှာအယောင်းဝယ်ပြုတ်လို့ရင် ဘလောက်ပမာဏအယောင်းဝယ်လှုပ်ထားလဲဆိုတာကိုစုံပြရမယ်အပိုင်းလို့တည်ထားရင်လည်းရပါတယ်အဲ့တော့အယောင်းဝယ်လှုပ်တဲ့အချိန်မှာဒီ log ကမိတ်ဆွေထည့်လိုက်တဲ့ပတ်စံနဲ့ညီမျှတဲ့ risk management ကိုတည်ထားချိန်ဆပြီးတော့မှအယောင်းဝယ်ပြုလုပ်ရမှာပါဒီ log site တွေကြီးလို့လည်း trading account ကလွယ်နဲ့အမြန်ဆုံးပြတ်တာပါဒီ log site တွေကြီးလို့လည်း trading account ကလွယ်လည်နဲ့အမြန်ဆုံးမြတ်ကြတာပါ ဒါကြောင့်ကိုကတစ်ဖက်သေးသွားတဲ့အမျက်ကိုပဲမကြည့်ပဲနဲ့တစ်ဖက်မှာရှိတဲ့ဆုံးရှုံးမှုကိုလည်းစဉ်းစားပါလို့ပြောရင်းနဲ့ပဲနောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ကျွန်တော်ကတော့ဒီပါပါဗီဒါသူတိုင်းစမ်းမပြုရှင်ကြပါစေစမ်းမခြင်းလက်တပါပါ See you